ဒီကိစ္စတော့ဒီတိုင်းလေးပို့ပေါ်ပါလေထားလိုက်တော့ဆိုပြီးတော့ပြီးသွားတာတဲ့ဒါပေမဲ့တကယ်တမ်းအလုံးလုံးနေတဲ့ကြံခဲ့တဲ့ညီမလေးတွေကထမင်းနဲ့လှန်ပြီးစစ်ခံသွားတာဘလို့လို့စင်ပြေမှာလဲပြီးတော့ဒါဒါလုတ်ပိုင်သူဒီတိုင်းစစ်မေးလေကွာဒီကဒီတိုင်းစစ်မေးလို့ရတဲ့အိန္ဒိယတခုထမိန်လန်ပြီးစစ်တယ်ဆိုအားကြီးကဒါလုံးဝမအသေးပဲမရှိအားတို့ကဒါငါတို့ကအလုံးရှင်ငါတို့စီးမကန်းကိုမလိုက်နိုင်တော့ငါတို့ကလုံးတဲ့ရင်လောရမှာပဲဆိုရဲဟာကြီးကအဲ့ဒါလုံးဝအသေးပဲမရှိရဲ့ဟာနော်ဒီကအဲ့ဒါလေး အရန်ကိုလူပါသွားတယ်လို့ခေါ်တယ်အရန်ကိုစိတ်ထဲအောက်တန်းကျတယ်လို့ခေါ်တယ်အားလုံးပဲမင်္ဂလာပါဗျာ။ Quizor Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျွန်တော်ဒီနေ့ Facebook မှာသတင်းလေးတစ်ခုဖတ်လိုက်ရပါတယ်။အဲသတင်းလေးကိုဖတ်ပြီးတော့ကျွန်တော်အံ့ဩမှင်သက်သွားတယ်။ဘာဖြစ်လို့လဲဆိုတော့စက်ကြမင်းစီးတိုင်းမှာရှိတဲ့အမျိုးသမီးဝန်ထမ်းတွေကိုတဲ့ လုံကြီးလှန်ပြီးတော့ဓမ္မတာလာမလာစစ်ဆေးခဲ့တဲ့အဲ့တရင်ကိုကျွန်တော်ဖတ်လိုက်ရတဲ့အချိန်မှာကျွန်တော်အံ့ဩသွားတယ်ဘာဖြစ်လို့အမျိုးသမီးတွေကိုဒီလိုမျိုးလုပ်ရတာလဲဒါကလူခွင့်ရေးကိုချိုးဖောက်တာလူတယောက်ရဲ့အခွင့်အရေးလူတယောက်ရဲ့အရှက်သိက္ခာကိုမငဲ့ပဲနဲ့လုပ်တာဘာကြောင့်ဒီလိုမျိုးလုံကြီးလှန်ပြီးဓမ္မတာလာမလာကိုစစ်ဆေးခဲ့တာလဲဆိုတဲ့အပေါ်မှာ ပြောပြထားတဲ့မြန်မာလေးတယောက်ရဲ့ဗီဒီယိုဖိုင်ကိုလည်းကျွန်တော်ထည့်ပေးထားပါတယ်။ဒီဘက်မှာလည်းပြန့်နှံ့နေတဲ့ အဲ့တော့ဒီကိစ္စအကြောင်းစုံကိုကျွန်တော်တို့အရင်ဆုံးကြည့်လိုက်ကြရအောင်ဒီ post matter လာခဲ့မှာအမအိုမင်းညဒီနေ့မနက်အစောပိုင်းပေါ့နော်ညအစောပိုင်းကအမအိုညမလေးတယောက်ကလာပို့ထားအဲ့မှာအလုံးလုံးနဲ့ညမလေးပဲထင်တယ်လာပို့ထားတဲ့ဟာကိုအမအသေးချာမသိတော့ share လိုက်တော့မှအခု Facebook မှာဒီ post တက်နေတာတွေ့ရပေါ့နော်တွေ့တော့ဘာဖြစ်တာလဲဆိုတော့အဲ့ဒီဇေကဘာဝင်းထဲမှာရှိရဲဆက်ကြမင်းတိုင်းစီထုတ်လို့ရေးကသူတို့ဝန်ထမ်းတွေ measuration တွေပါလေလာပြီးရင်လှုပ်ပြဖို့အတွက်ကို လုံးဝမိုက်ပုံးလိုက်မထားပေးထားဘူးပက်ကိုဆိုတော့အင်္ဂါရဲမှာပက်တွေပါတယ်လဲပြီးရင်လုံးလုံးတဲ့မြန်မာလေးတွေကပက်ကိုအထုတ်လိုက်ပြန်ထုတ်ပြီးအိမ်ပြန်တယ်ွာတဲ့အဲ့ဟာကြီးကအတိတ်ပဲမှမရှိရပါဘူးဒီလားဆိုတော့မဆူရှင်းလာရဲဆိုတာဒါယွန်ရှာတဲ့အရာလည်းမဟုတ်ဘူးဒါမကောင်းတဲ့အရာလည်းမဟုတ်ဘူးပါဒီလားအဲ့ဟာကိုတို့ဘာလို့ပို့အဲ့လောက်အတွေးခေါ်နေပါလဲလဲမသိဘူး ဒါမဲ့ထားပါတော့အမိုက်ပုံးထားပြီးအိမ်ပြန်တယ်ွားရဲအဲ့ဒါအောင်မအသက်ဝင်တဲ့ညီမလေးကြောက်ကမဆွေးရှင်းလာတော့သူဘယ်မှာပြည့်ရမှန်းမသိဘူးသူမိုက်ပုံးနဲ့ပြစ်ခဲမိရဲ့ပေါ့ပြစ်ခဲမိလိုက်တဲ့ဟာကိုအမိုက်ထဲမှာလည်းတွေ့ရောဘသူပြစ်တာလဲမဆွေးရှင်းဘသူလားလို့ဘသူပြစ်တာလဲဆိုပြီးရောဘသူပြစ်တာလဲသိရအောင်ဆိုထမင်းနေလမ်းမိစက်တဲ့ထမင်းနေလမ်းမိစက်တဲ့ဟာမှာအဲ့တော့ဟိုအကုန်လုံးရှိသမျှအမျိုးသမီးဝန်ထမ်းတွေအကုန်လုံးထွေးနေလမ်းမိစက်တာစစ်တော့အဲ့ထဲမှာ မင်းကလေး၃ယောက်ကရာသီလာနေရတဲ့ရာသီလာနေရဲ့မင်းကလေး၃ယောက်ကိုနင်တို့ဝင်ခံစားဝင်ခံစားဝင်ခံစားဆိုဝင်ခံခိုင်းနေတဲ့အချိန်မှာယုံစင်းသွားတော့နောက်ရက်မှထက်စစ်မယ်ဆိုပြီးယုံစင်းပေးလိုက်တယ်။ယုံစင်းပေးလိုက်ပြီးတော့တကယ်တမ်းပြစ်တဲ့ညီမလေးကအဲ့နေပြီးတော့အလုံးမလာတော့ဘူးကွာ။ဒါပေမဲ့အလုံးမလာတော့ဘူးဆိုရဲချိန်မှာသူကဒီကိစ္စကိုဒီတိုင်းလေးပဲပို့ဖို့ပါလေထားလိုက်တော့ဆိုပြီးတော့ပြီးသွားတာတဲ့။ဒါပေမဲ့တကယ်တမ်းအလုံးလုံးနေတဲ့ကြံခဲ့တဲ့ညီမလေးတွေကထမင်းနေလှမ်းပြီးစစ်ခံထားတာဘလို့လို့အဆင်ပြေမှာလဲပြီးတော့ဒါဒါလုတ်ပိုင်း သူတို့ဒီတိုင်းစစ်မေးလေကွာဒီကဒီတိုင်းစစ်မေးလို့ရတဲ့အိန္ဒိယတခုထမိန်လန်မီစစ်တယ်ဆိုအရာဒါလုံးဝမအသေးပဲမရှိအားသူတို့ကဒါငါတို့ကအလုံးရှင်ငါတို့စီးမကန်းဝင်မလိုက်နိုင်တော့ငါတို့ကလုံးတဲ့ရင်လောရမှာပဲဆိုရဲဟာကြီးအဲ့ဒါလုံးဝအသေးပဲမရှိရဲ့ဟာနော်ဒီကအဲ့ဒါလေး အရန်ကိုလူပါွားရဲ့လို့ခေါ်တယ်အရန်ကိုစိတ်ထဲအောက်တန်းကြရဲ့လို့ခေါ်တယ်ဆိုတော့အမကတော့အမကိုလာပြောထားညီမလေးစားတော့အမကဘာမှမလုပ်ပေးနိုင်ပင်မဲ့အမဥပဒေကြီးကဘာညာလဲနားမလဲပင်မဲ့အားလုံးတော်တော်များတော့ဒီကိစ္စကိုမခံမရနိုင်နေဖြစ်လို့ရှက်တယ်လေရှက်တယ်ရှက်ကြမှာပေါ့ကွာဒီလားထမင်ခံစစ်တယ်ဆိုတော့အဲ့တော့အမဘက်ကတော့အမကူညီပေးနိုင်တာအမဒီမှာအားလုံးသိအောင်ပြောပေးနိုင်တာပဲရှိတော့အမပြောပေးလိုက်တာပါဆိုတော့အရှမ်းရောကြာကောင်းနေများများသိအောင်လို့အဲ့ဟာ Facebook မှာအဲ့ဒီ post တင်ထားတဲ့ဟာကိုတော့ share လိုက်ကြပါဦး ဟုတ်ကဲ့ပါဗျာအဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကြည့်ရတာစัจချမင်းစေးတိုက်ကတထေးတွေက လူမဆန်တဲ့ကိစ္စဗျာနော်အဲ့တော့ဆေအာနာတိမ့်ပြီးနောက်ပိုင်းမှာလုပ်ငန်းရှင်တွေလည်းအာနာရှင်ဆက်ဆက်နေပြုမှုဆောင်ရွက်လာတဲ့သဘောတွေတွေ့လာရတယ်ပေါ့နော်ကိုယ်အလုပ်သမားတွေအပေါ်မှာကိုယ်ဝန်ထမ်းတွေအပေါ်မှာသနားငယ်ညာတဲ့စိတ်တွေကိုချင်းစာတရားတွေမရှိတော့ လူမဆန်တဲ့လှုပ်ရက်တွေလှုပ်ချင်လူမဆန်တဲ့လှုပ်ရက်တွေကိုလှုပ်လာအနိုင်ကျင့်စော်ကားလာတဲ့ပုံစံတွေဖြစ်လာဒါဒီကိစ္စဆိုတာကဗျာသဘာဝတရားကြီးဗျာအမျိုးသမီးမှန်ရင်ဓမ္မရာလာမှာပဲအဲ့ဒါဘလို့မှငင်းမရတဲ့ကိစ္စကဘာပေါ်မှာရှိတဲ့အမျိုးသမီးမှန်သမျှဒီကိစ္စကသဘာဝတရားကြီးဗျာသူတို့ချမှတ်ထားတဲ့စည်းကမ်းကိုဖောက်ဖြစ်တဲ့အတွက်ဒီလိုမျိုးလှုပ်တယ်လို့ဆိုရအောင်လဲသူတို့ချမှတ်ထားတဲ့စည်းကမ်းကဘောင်မှမဝင်ဘူးဗျာ ဘောင်မဝင်ဘူးလေမျိုးသမီးမန်ဓမ္မရာလာမယ်ဒီကိစ္စကသဘာဝတရားကြီးပဲအဲ့ဒါလေးကိုတော့အစဉ်ပြေအောင် မလုပ်ပေးဘဲနဲ့ဝန်ထမ်းတွေအပေါ်မှာစည်စနာမထားဘဲနဲ့ပြီးတော့ဒါကလူခွင့်ရေးကိုချိုးဖောက်တာဗျဒါအလုံသမားရေးရာကဒါဖြည့်ရှင်းပေးရမယ်ကိစ္စပြီးတော့အမျိုးသမီးတွေကိုတယောက်ချင်းစီဓမိန်လန်ပြီးတော့ဓမ္မတာလာမလာစစ်တယ်ဆိုတော့ဇယိုက်မျိုးကဘလို့ဇယိုက်မျိုးလဲကျွန်တော်ပြောတာ လူတယောက်ကိုဒါမျိုးလုပ်လို့ရလို့လားကိုဝင်တန်းဖြစ်နေပါစေုံကိုပတ်စံပေးထားတယ်လစာပေးထားတယ်ဆိုတိုင်းဒါမျိုးလုပ်လို့မရဘူးဒါခမရတို့ကအာနာရှင်ဆန်နေတာခမရတို့ကငါတတိပဲငါလုပ်လို့ရတယ်ငါဝင်တန်းငါလုပ်ရင်ခံရမှာပဲဆိုပြီးလုပ်တာအဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ခံရတဲ့ညီမလေးတွေအစားဝိုင်းဝန်း speak out လုပ်ပေးဖို့လိုပါတယ် ဒီလိုမျိုးလုပ်ငန်းရှင်တွေဒီလိုမျိုးလုပ်ငန်းတွေရှိနေတယ်ရှိနေဖို့မသင့်ဘူးဗျာသိလားရှိနေဖို့မသင့်အဲ့တော့ဆက်ကြမင်းစေးတိုက်ကိုကျွန်တော်တို့အားလုံးဝိုင်းပြီးတော့ဘိုက်ကောလုံးတင်တယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတာဝန်ယူမှုတာဝန်ခံမှု ရှိဖို့လိုတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘယ်လိုဖြေရှင်းပေးမှလဲဆိုတာကိုလည်းတိတိချာချာသိဖို့လိုတယ်အဲ့တော့တတိနားလဲတဲ့လူတွေ တိတိယောက်ယောက်ရှိတဲ့လူတွေလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့တွန်းတွန်းတိုက်တိုက်တိတိယောက်ယောက်အရေးယူပေးပါလို့လည်းတောင်းဆိုခြင်းနဲ့ကျွန်တော်တို့နိုင်ငံမှာလည်းဒီလိုမျိုးအနာရှင်ဆန်တဲ့လုပ်ငန်းရှင်တွေလူခွင့်ရေးကိုချိုးဖောက်ပြီးတော့ငါလုငါလုရှင်ပဲငါဝန်တန်းကိုဘလို့လုလို့ဆိုတဲ့လုပ်ငန်းရှင်တွေဘလောက်တောင်များနေပြီလဲဆိုတာကျွန်တော်တို့မသိရသေးပါဘူးเนาะရှိလဲရှိပါလိမ့်မယ်ကျွန်တော်တို့ဓာတ်တွေကိုကျွန်တော်တို့ဝိုင်းဝန်းပြီးတော့ပပြောက်အောင်စူးစမ်းဖို့လိုပါတယ် ကျေးဇူးတင်ပါတယ်ကျွန်တော်ကွီးစောပါကျွန်တော် channel လေးကိုလည်း like and subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေဗျာ။